ဩသခင်ယေရှုကိုရောချစ်ပါသည်ကိုရောရဲ့နှုတ်ကပတ်တော်ကို ချစ်ပါသည်တန်ရှင်းတော်တမန်ကျမ်းစာအတွက်ကိုရောချီးမွမ်းပါသည်ဖိလိပ္ပိအခန်းကြီးနေခရစ်တော်ကို စန္ဒမူနာအဖြစ်ယူဆောင်၍ကိုရောကိုကင်ဆွဲထားခြင်းသူညီသောစိတ်ဖြင့်တခုတည်းသော အရာကိုစဉ်းစားခြင်းအပိုင်ငယ်တဲ့ ထို့ကြောင့်ခရစ်တော်၌ခွန်အားပေးခြင်းမေတ္တာနှင့်နှိမ့်သိမ့်တတခြင်းဝိညာဉ်နှင့်မိထာယဖွဲ့ခြင်းတနာဆုံမှတ်ခြင်းနှင့်စာနာခြင်းသည်ဟုတော့အရာတစုံတစ်ခုရှိနေတင်တို့ဒီသူညီသောအရာကိုစဉ်းစား၍သူညီသောမေတ္တာသူညီသောစိတ်နှင့်တကွတစ်ခုတည်းသောအရာကိုစဉ်းစားခြင်းအဖြစ်ငါဝမ်းမြောက်စရာအကြောင်းကိုစုံလင်စေကြတော့အပိုက်ငယ်တော့ ခင်ပေါ်လိုသောအတအချင်းသည်ကြော်စောလိုသောစိတ်ရှိ၍အဘယ်အမှုကုန်မျှမပြုကြနှင့်သူတပားသည်ကိုထက်သား၍ကောင်းမြတ်သည်ဟုနှိမ့်ချသောအတိစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှတ်ကြတော့မိမိရဲ့ကောင်းမြတ်ခြင်းကိုသာမရှုမှတ်ဘဲသူတပားရဲ့ကောင်းမြတ်ခြင်းများကိုအချင်းချင်းကြည့်မှတ်ကြလောအာမင်ကာကွယ်ခရစ်တော်ကိုစံနမူနာအဖြစ်ယူဆောင်ခြင်းအပိုင်ငယ်9မှ17 ိုင်ငယ်ငါခရစ်တော်ယေရှု၌ရှိတော်ထိုအသိဉာဏ်ကိုသင်တို့၌လည်းရှိစေကြတော်ထိုသခင်သည်ဖျားခင်ရဲ့တရံတော်၌တည်နေတော်မူသည်ဖြစ်၍ဖျားသခင်နှင့်တူညီမှုရှိသည်ကိုစုပ်ကင်ထားရမည်ဖိုးထိုက်ပန္နာအဖြစ်မစင်စားဘဲမိမိကိုယ်ကိုယ်ဗလာဖြစ်စေ၍အစေခံကြွဤတဒံကို ယူဆောင်လျက်လူတို့ရဲ့တွင်ပြင်ကဲ့သို့ဖြစ်လာတော်မူ၏ထို့တို့တော်လူဤလက္ခဏာ၌ တွေ့မြင်ခံရက်အသေးခံချင်းတာမဟုတ်လဝါကားတိုင်းမှာအသေးခံချင်းတိုင်အောင်နာခံ၍မိမိကိုယ်ကိုနှိမ်ချတော်မူ၏ထိုကြောင့်ဘုရားခင်သည်ကိုတော့ကိုအလွန်ချီးမြှောက်၍နာမတကာတို့ထက်ကြီးမြတ်သောနာငါကိုပေးသနာတော်မူ၏အကြောင်းမူကားကောင်းကင်များ၌မြေကြီးပေါ်နှင့်မြေကြီးအောက်၌ရှိတော်သူအပေါင်းတို့သည်ယေရှု၏နာမ၌ သူထောက်၍ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ဖွင့်ဟဝန်ခံသဖြင့်ခမဲတော်ဘုရားရဲ့ဘုံအတရေတော်ကို ထင်ရှားစေကြမည်အကြောင်းသည် အာမင်။ကံငယ်ခရစ်တော်ကိုကင်ဆွဲထားရန်အလို့ငါမိမိတို့ရဲ့ကယ်တင်ခြင်းကို ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း။အပိုင်ငယ်၁၂မှ၁၆ တို့ပြည့်၍ငါချစ်သူတို့တင်တို့သည်ငါမျက်မှောက်၌အစင်နာခံသည်တာမကမြက်ွယ်၌လည်းတား၍နာခံကြသည်နှင့်အညီကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့်မိမိတို့ရဲ့ကဲတင်တင်တို့ရဲ့ကဲတင်ခြင်းကို ကိုယ်တိုင်စူးစမ်းအားထုတ်ကြလောအကြောင်းမူကားတင်တို့သည် ကိုတော်ရဲ့ကောင်းတော်ကျေနပ်အားရခြင်းအတွက် အလိုရှိခြင်းက၎င်းလှုပ်ဆောင်ခြင်းက၎င်းတင်တို့အထဲ၌ပြုပြင်တော်မူတော်သူကဖျားခင်ပေသည် ်တင်တို့ဒီပြုလေတများတို့၌ညီးထွားခြင်းအကြောင်းပြခြင်းမရှိမရှိပဲပြုကြလောတို့ပြုလင်တင်တို့သည်အပြစ်တင်ခွင့်မရှိ အပြစ်ကင်းမဲ့၍သဘောကောက်လျက်တွေဖယ်ဖောက်ပြန်သော မျိုးဆက်အလေ၌အဘယ်အပြစ်မျှမပါတော့ဖျားခင်ဤသားဖြစ်ကြလိမ့်မည်တင်တို့ဒီလောက၌အလင်းထွန်းလင်းတကယ်တို့ထိုလ်လူမျိုးအထဲ၌ထွန်းလင်းနေ အသက်ရဲ့နှုတ်ကပတ်တော်ကို ပြသကြ၏တို့ပြုလင်ငါသည်အကျိုးမရှိပဲလျက်ပြီးသည်မဟုတ်အကျိုးမရှိပဲလျက်ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကိုငါထောက်၍ခရစ်တော်ဤနေရ၌ဝါကြွားဝတ်မြောက်ခြင်းရှိလိမ့်မည်ဟာလေလုယာကာကြီးယုံကြည်ခြင်းရစ်အပေါ်တွင်တင်လူပူဇော်သောတွန်းလောင်းရာပူဇော်ကအပိုင်ငယ်၁၈မှ၁၈ ထိုအမျက်မကတင်တို့ရဲ့ယုံကြည်ခြင်းရင့်နှင့်အစေခံခြင်းအပေါ်မှာတွန်းလောင်းရာပူဇော်တကအဖြစ်ငါ့ကိုတွန်းလောင်းတော်ဝမ်းမြောက်ခြင်းရှိ၏တင်တို့ရှိသည်များနှင့်အတူငါဝမ်းမြောက်ခြင်းရှိ၏ထိုနည်းသူတင်တို့သည်လည်းဝမ်းမြောက်ကြလောငါနှင့်အတူဝမ်းမြောက်ခြင်းရှိကြလောငါယုံကြည်သူများအတွက်တမန်တော်ဤအလေးထားခြင်း အပိုင်ငယ်19မှ30အပိုင်ငယ်19တင်တို့အကြောင်းအရာများကိုငါသိ၍ တက်တာချင်းအလုံးကတိမောသေးကိုတင်တို့ရှိရာတို့မြားမကြမီဆယ်လွတ်မိအကြောင်းတခင်ယေရှု၌ငါမျော်လင့်၏အကြောင်းမူကားသို့သူသည်တင်တို့အကျိုးကိုစစ်မှန်စွာဂယုဆိုင်လိုသောစိတ်ရှိတကယ်တို့စိတ်တဘောတူသောသူတယောက်မျှငါ၌မရှိ လူခတ်သိန်းတို့သည်ခရစ်တော်ယေရှု၏အကျိုးကိုမရှာကိုယ်အကျိုးကိုသာရှာကြ၏သို့တော်သားသည် အဖနှင့်အတူဆောင်ရွက်တကယ်တို့ငါ သူသည်ငါနှင့်အတူအေးဝင်ကလေးတရားအမှုကိုအမှန်ဆောင်ရွက်သည်ဟုသူပြတော်တတ်သေးကိုတင်တို့တိကြ၏ထို့ကြောင့်ငါ၌အဘယ်တို့ဖြစ်မီကိုငါသိတော်ခါသူကိုတင်တို့ရှိရသူချက်ချင်းစေလွမီဟုကြံစီမျော်လင့်လျက်ငါနေ၏ထို့မြမကငါကိုယ်တိုင်တင်တို့ရှိရသူများမကြမီလာမီဟုတခင်ဖျား၌ငါယုံကြည်ကိုးစား၏သို့တော်လည်းငါညီဤလိုအပ်မှု လှုပ်ဆောင်သူချင်းစစ်သူရဲချင်းနဲ့တင်တို့တမန်နဲ့ငါ့ကိုပြုစုတော်သူသည်ဟုတော့ဧပဖြောသိန်းကိုတင်တို့ရှိရာသို့ငါယခုစေလွတ်သည်ဟုငါထင်မဲ့၏။ကြောင်းမူကားသူသည်ဖျားနာเจ้าကိုတင်တို့ကြားသည့်သောကြောင့်သူသည်တင်တို့အပေါင်းကိုလွန်ဆွဲ၍စိတ်မသာလျက်နေ၏။သူသည်တေလူအောင်ဖျားနာသည်မှန်၏။တိုးတော်ဖျားခင်သည်သူ့ကိုတနာတော်မူ၏။သူကိုယ်လည်းတနာတော်မူသည်မဟုတ်။ သူကိုယ်သာတနာတော်မူသည်မဟုတ်ငါ၌ဝန်းနေခြင်းအသက်သက်မရှိစေခြင်းကငါကိုယ်လည်းတနာတော်မူ၏ထို့ကြောင့်တင်တို့သည် သူကိုယ်တဖန်မြင်စေရ၍ဝမ်းမြောက်စေခြင်းက၎င်းငါသည်လည်းတတခြင်းက၎င်းသူကိုယ်တာ၍စူးစားသည်နှင့်ငါစေလို့၏တို့ဖြစ်၍တခင်ဖျား၌ဝမ်းမြောက်ခြင်းနှင့်သူကိုယ်လက်ခံကြလော ထို့တို့သောသူတို့ကိုယိုသေးလေးမြက်ကြလော သခင်ပြား၌ဝမ်းမြောက်ခြင်းဖြင့်သူကိုလက်ခံကြလောအာမင်။အိုသခင်ယေရှုကြောင်းမူကားတင်တို့သည်ငါ့ကိုပြုစု၍မပြည့်စုံသော အစေခံခြင်းကို သူသည်ပြည့်စုံစေခြင်းကကိုယ့်အသက်ကိုဆွံ့၍ခရစ်တော်ဤအမှုကြောင့်တည်ခြင်းတို့ရောက်လို့နီးပြီအာမင်။အိုသခင်ယေရှုအာမင်။